ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မှာမြမသားဆရာကြီးဂုံတူဦးသိန်းနိုင်ွယ်လုံးမင်္ဂလာပါပရိသတ်ကြီးရှင်မြမသားဆရာကြီးဂုံတူဦးသိန်းနိုင်ဟာဒီကနေ့နိုဝင်ဘာလ25ရက်မနက်အစောပိုင်းကွယ်လွန်သွားခဲ့တယ်လို့ဆရာကြီးနဲ့နှီးဆက်သူတွေစီကနေသိရှိရပါတယ်မြမသားဆရာကြီးဂုံတူဦးသိန်းနိုင်ဟာနေအိမ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်89နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်ဆရာကြီးဦးသိန်းနိုင်ကို 1936ခုနှစ်မတ်လ2ရက်နေ့မှာစကိုင်းတိုင်းမုံရွာမြို့နယ်စင်ဖြူကျွန်းကြီးရွာမှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ဆရာကြီးဦးသိန်းနိုင်ကမန္တလေးတက်ကြီးတက္ကသိုလ်မုံရွာတက္ကသိုလ်တို့မှာမြမစာကတိကနဲ့ဌာနမှုအဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီး1968ခုနှစ်မှာစတင်၍စေတနာမြမစာနီးပြကိုတည်ထောင်ကမြမစာပေကို တိုးတက်ပြန့်ပွားအောင်စေတနာထားခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဆရာကြီးဟာ ုံရွာမြို့အမှတ်နှစ်အားထားကားကနေ1955ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းကိုတနိုင်ငံလုံးမှာတအူးတဲမြန်မာစာကုန်တူးရှင်အနေနဲ့အောင်မြင်ခဲ့သူဖြစ်ပြီးအလဲတန်းအထက်တန်းကျောင်းသားဘဝအစာပြေပြိုင်ပွဲတွေမှာလည်းပထမဆုပေါင်း20ကျော်ရရှိခဲ့သူဖြစ်ပါတယ်။ဆရာကြီးဟာဆရာဦးတင်မိုးနဲ့အတူမြန်မာစာအဖြေကျော်ဘဝကြီးမုံစာကြီးမုံကုန်တူးစာစီစာကုန်တွေဆရာမင်းညီနဲ့အတူညောင်ရွက်ကယ်တီကလီဟန် လုံချင်းဝိထု ဦးတန်းထွန်းနဲ့အတူတော်ဝင်စာမွန်စာရင်စာစီစာကုန်းတွေလမ်းသစ်စာစီစာကုန်းတွေ လူရည်ကျွန်စာစီစာကုန်းတွေကိုထုတ်ဝေခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နှစ်စင်ထုတ်အထမရန်နဝမရန်တက္ကသိုလ်ဝန်ထမ်းတင်ယိုးကုံစာအုပ်တွေအထူးထုတ်တွေမြမစာပေအထွေထွေဂုံတူးသက်ပုံချံကပြပန်းမြိုင်ဆရာလွတ်မြမစာစီစာကုန်းအနုပညာစာပေတတိယဆုရရှိခဲ့တဲ့မြမဆက်တပင်သမိုင်း အမျိုးသားစာပေဒုတိယဆုရရှိခဲ့တဲ့မြမရုပ်ဆောင်သပင်ဆရာလွတ်မြမစာစီစာကုံမြမစာတီကမြမစာစီစာကုံတွင်ပန်းစပယ်စာစီစာကုံတွင်ရွှေတောင်းတောင်စာစီစာကုံတွင်ရွှေပြည်တန်စာစီစာကုံတွင်နဲ့ဂုံနူးမော်ကုံရွှေရတုစာစီစာကုံတွေကိုလည်းထုတ်ဝေခဲ့တယ်လို့သိရပါတယ်မြမစာဆရာကြီးဂုံတူးဦးသိန်းနိုင်ဟောင်းဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်9:55မိနစ်အချိန်မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက်89နှစ်အရွယ်ရှိနေပြီလဲဖြစ်ပါတယ်။ကျွန်တော်ဘဝရဲ့ကျေးဇူးရှင်မြမစာဆရာကြီးဂုံနူဦးသိန်းနိုင်ဒီကနေ့မနက်9:55မိနစ်မှာကွယ်လွန်သွားရှာပါပြီဟုဂုံနူဦးအောင်ခိုင်ကပြောကြားထားတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဆရာကြီးရဲ့ရုပ်ကလက်ကို နေအိမ်မှာထားရှိပြီးတော့နိုဝင်ဘာလ28ရက်နေ့နေ့လယ်3:00နာရီမှာမြောက်ဩကလာပါရှိရေဝေးတုတ်တံမှာတကြွသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဆရာကြီးဦးသိန်းနိုင်ကွယ်လွန်ခြင်းကြောင့်မြန်မာစာပေနဲ့ပညာရေးလောကအတွက်အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်။မြန်မာစာသင်ကြားရေးကိုစည်ရနာထားခဲ့သောဆရာကြီးရဲ့ကုန်ကျစုများကိုအားလုံးကအမတ်ရနေကြမှာပါ။ဆရာကြီးကုံတူဦးသိန်းနိုင် ကောင်းရာသူကတိလာပါစေကြောင်းဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။